ကိုတင်ဆက်ပေးပါမယ်။ကျွန်မကားတော့များဖို့ခပ်ပါ။တင်ဆက်ပေးခြင်းတဲ့သတင်းအကြောင်းအရာတွေကတော့ဒီမှာကိုရီးယားချစ်ကြီးဒလာဒလာရေလန်းကင်းလုံအမြင့်ကို44မီတာတက်မှတ်ဆိုတဲ့သတင်းဒီအစစ်ကအဆူရှေယာသုလင်းအမြတ်ဝေစု190ချက်တက်မှတ်ဆိုတဲ့တွင် ိုင်းငယ်အချိန်ကြောင်း24နာရီအတွင်းဒေတာအချို့တွင်မိုးကြီးပြီးရုတ်တရက်ရေကြီးနိုင်ဆိုတဲ့သတင်းနိုင်ငံတကာသတင်းပုံလေးနဲ့ရှင်းချန်အီကွယ်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာတည်ထောင်ခြင်း290ပြည့်ပွဲအားရှီချင်းဖင်တက်ရောက်ဂုဏ်ပြုဆိုတဲ့သတင်းအဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ် ပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းပုံအနေနဲ့မြန်မာကိုရီးယားချစ်ချစ်ရေးတလားတလားရေလန်းကင်းလွန်အမြင့်ကို44မီတာတက်မှတ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မြန်မာကိုရီးယားကြည်ကြည်ရေးတလားတရားရဲ့ခွင့်ပြုရေလန်းကင်းလို့အမြင်ကို44မီတာအဖြစ်သတ်မှတ်ကြောင်းမြန်မာစိတ်ကန်းအာနာပိုင်ခထုတ်ပြန်လိုက်ပါထိအဆိုပါတရားတီဆောင်ရေးစီမံကိန်းလုပ်ငန်းတွေအားလုံးကိုယခုနှစ်ဒီဇင်ဘာလကုန်မှပြီးစီးနိုင်ရေးရှိမှတ်ချက်ထားဆောင်ရွက်လျက်ရှိရာမှာတရားစီမံကိန်းရဲ့ရေလဲပင်မတရားတမန်နီဆိုင်ချိုများသက်ဆင်ခြင်းလုပ်ငန်းကိုယခုနှစ်ဩဂတ်စတာကုန်မှအသက်ဆင်ပြီးစီးခဲ့ပြီဖြစ်ပါထိ ရေလဲပင်မသရာတမ်မသည့်ဆိုင်ကြိုများတက်ဆင်ခြင်းလုပ်ငန်းမှာအသုံးပြုခဲ့တဲ့ Found Traveler ကိုပြန်လည်ဖြုတ်သိမ်းခြင်းလုပ်ငန်းစဉ်ကိုလည်းယခုလ18ရက်မှ20ရက်အထိဆောင်ရွက်ပြီးစီးခဲ့တာကြောင့်တရားအောင်ရေလန်းချောင်းမှဖြတ်တန်းခုံပေါင်းရမယ်ရေရင်များအလုံးဝတို့အခွင့်ပြုရေလန်းကင်းလို့အမြင်ကို ရေအမြင်ဆုံးအမှတ်ရအထက်44မီတာအဖြစ်လာမယ့်အော်တိုဘားလ3ရက်မှစတင်ကသတ်မှတ်လိုက်တယ်လို့သိရပါတယ်ရှင် ဒုရယသတင်းဘုံအနေနဲ့ MTSH ကအစုရှယ်ယာတစုလင်း အမြတ်ဝေစု190ကျပ်တက်မှတ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မြန်မာတီလဝါ SCSAN Holding Public အများနဲ့သက်ဆိုင်သောကုမ္ပဏီ Limited MDSH က2024 2025ဘဏ္ဍာနှစ်အတွက်အမြတ်ဝေးစုခွဲဝေပေးရမှာအစုရှယ်ယာတစုလင်းအမြတ်ဝေးစု190ကျပ်တက်မှတ်ခွဲဝေပေးမယ်လို့သိရပါတယ် ဒီလိုခွဲဝေပေးရမှာရှဲယာလက်မှန်အနှံပြီးစကြူရတီယာကောင်ဖွင့်ထားတဲ့အစုရှဲယာရှင်တွေကို၎င်းထိုးရပန်းအောင်များထဲသို့အမြတ်ဝေစုများထ ਾਇ ရိုက်ထဲသွင်းပေးသွားမယ်လို့သိရပါတယ်။ ရှေယာလက်မှတ်အနှံခြေမပြုရသေးတဲ့အစုရှေယာရှင်ထွေနဲ့ရှေယာလက်မှတ်နောက်ဆုံးအနှံရမယ်သမတ်ရဲ့ဩဂုတ်လ12ရက်နောက်ပိုင်းမှာအနှံထဲအစုရှေယာရှင်ထွေရဲ့နေနဲ့ခါထော့အမြောက်ဝေစုထုတ်ယူဖို့ MDSH ရဲ့အင်အားဌာနကိုဖုန်းနဲ့ဆက်သွယ်စာရင်းပေးသွင်းရှာမှာဖြစ်ပါတဲ့ MDSHD ရန်ကုန်စတောင်းအိတ်ချင်းစည်ရင်ဝင်အများပိုင်းကုမ္ပဏီကြီးတစ်ခုဖြစ်ပြီးဒီလဝအထူးစီးပွားရေးဆောင်မှလုပ်ငန်းများကို စီမံခန့်ခွဲနေတဲ့ကုမ္ပဏီတစ်ခုလည်းဖြစ်တယ်လို့သိရပါတယ်ရှင်။ဆလပီမုံတိုင်းငယ်အရှိန်ချောင်း24နာရီအတွင်းဒေသအချို့တွင်မိုးကြီးပြီးရုတ်တရက်ရေကြီးနိုင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အိန္ဒိယနိုင်ငံပူရီမြို့ရဲ့အနောက်တောင်ဘက်ရေမိုင်35မိုင်ခန့်ကိုဘာပူမြို့ရဲ့အရှေ့ဘက်ရေမိုင်35မိုင်ခန့်နဲ့ကာလင်ကာပတနံမြို့ရဲ့အရှေ့မြောက်ဘက်ရေမိုင်100ခန့်အကွာပင်လယ်ပြင်ကိုဗဟိုပြုနေတဲ့မုန်တိုင်းငယ်ရဲ့အရှိန်ကြောင့်ဒေသအချို့မှာ24နာရီအတွင်းမိုးကြီးပြီးလေပြင်းတိုက်နိုင်တဲ့အပြင်ရုတ်တရက်ရေကြီးရေရှမ်းထားတွေပေါင်းဖြစ်ပေါ်နိုင်တယ်လို့ဘိုလီဝါတာနှင့်ဇလံဖေးတာညွှန်ကြားမှုဦးစီးဌာနရဲ့ယနေ့မနက်ပိုင်းတွင်ထုတ်ပြန်ချက်ရ ရာသိအောင်ပါထိဒီကနေ့မနက်ကနေနောက်24နာရီအတွင်းဒေသအချို့မှာနေရာစိတ်စိတ်ကနေနေရာအနှံ့ပြားမိုးထစ်ချုံရွာပြီးအချို့ဒေသများတွင် နေရာကွက်ပြီးမိုးကြီးထားတဲ့အတူလေပြင်းတိုက်ခတ်ထားတွေဖြစ်ပေါ်နိုင်တယ်လို့ဖော်ပြထားပါတယ်မုံတိုင်းငယ်ကြီးရဲ့ရှင်ချောင်းမိုးတန်းထန်စွာရွာသွန်းထားလေပြင်းတိုက်ခတ်ထားရုတ်တရက်ရေကြီးထားနဲ့ပြေပြိုရာဆတဲ့တဘာဝဘေးအန္တရာယ်တွေဖြစ်ပေါ်နိုင်တယ်လို့ဆိုပါတယ်။ ဒါကြောင့်ကုန်းမြင့်သေးတာနီးမှာနေထိုင်ကြသူတွေရဲ့အနေနဲ့မြေပြိုမှုအန္တရာယ်နဲ့မြင်ငယ်ချောင်းငယ်များနီးမှာနေထိုင်ကြသူတွေရဲ့အနေနဲ့ရေကြီးရေရှမ်းထားကိုချိုးတင်တည်ပြုနိုင်ချဖို့အတိပေးထားပါထည်အလားတူပြည်တွင်းလေချောင်းပြန်တန်းရှိမြမကန်ယူရန်တချောင်းနဲ့ကန်လွန်ပင်လယ်ပြင်တို့ရှိကန်ဒီကန်ဝေငါးဖန်းရှိရင်တွေတင်မော့တွေအနေနဲ့လည်းကြိုတင်သတိပြုနိုင်ချဖို့အတိပေးနှိုးဆော်ထားပါထဲလို့သိရပါထဲရှင်။ နိုင်ငံတကာသတင်းတပုတ်လေးနဲ့ရှင်ချန်အီကွဲကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာတီထောင်ခြင်း290ပြည့်ပွဲအားရှီချင်ဖင်တက်ရောက်ဂုံပြုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ တရုတ်သမ္မတရှီကျင်ဖင်ခရှင်းချန်းဤကွဲကိုပိုင်အုပ်ချုပ်ခွင့်ရဒေသတည်ထောင်ခြင်း၂၀ပြည့်ရထရမတ်အခမ်းနောက်ကျင်းပဖို့အတွက်မြို့တော်ဦးရန်ချီမှပြုလုပ်တဲ့စုဝေးပွဲကြီးတို့ကြတာပရိနေမှတက်ရောက်ခဲ့ပါတဲ့ဒါအပြင်ဒေသခံအရာရှိများနဲ့တိုင်းရင်းသားလူရန်စာတီတီလည်းပဝင်တက်ရောက်ခဲ့ကြပါတဲ့ဒေသခံအစိုးရဥက္ကဋ္ဌအခင်တူနီယက်စ်ကနနက်စဲနာကြီးခွဲမှအခမ်းနာစတင်ကြောင်းကြေညာခဲ့ပါတဲ့ တရုတ်ပြည်သူနိုင်ငံရေးအတိုင်းပင်ခံ conference အမျိုးသားကော်မတီဥက္ကဋ္ဌဝမ်ဟူနေနဲ့တရုတ်ကွန်မြူနစ်ပါတီဘဟုကော်မတီရဲ့ထွေထွေရုံးမှညွှန်ကြားရေးမှူးခိုင်ချီလဲတက်ရောက်လာပါတဲ့ဘဟုကိုစလဲအဖွဲ့လက်ထောက်ခေါင်းဆောင် လီကန်ချီကအဖွဲ့အစည်းရဲ့တည်တည်မှဂုံးပြူပေးစာများကိုဖတ်ပြခဲ့ပါတဲ့ ပြီးခဲ့တဲ့ဆယ်စုနှစ်ခုနှစ်ခုအတွင်းရှင်ချန်အီကွယ်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာဟာစီးပွားရေးနဲ့လူမှုရေးတည်တည်တာတာအတွင်ပြောင်းလဲလာပါတယ်ရှင်းချန်ဒေတာရဲ့ GDP က2024မှာယွမ်နှစ်ထရီယံကျော်သွားက2021မှာ2024အတွင်းနှစ်စဉ်ခုနှစ်ရှားခိုင်နှုန်းတိုးတက်လာပါတဲ့2020မှာရှင်းချန်မှာလူရေ3တရမ3ည6တန်းဟာစီးရန်တွင်ထဲကနေတက်လန်းနိုင်ခဲ့ပြီဖြစ်ပါတယ်လို့သိရပါတဲ့ ယ်ရှင်ယခုတင်ဆက်ပေးခဲ့တာကတော့ရန်ကုန်တိုင်းစီရဲ့နေစဉ်သတင်းအစီအစဉ်တွေပဲဖြစ်ပါတဲ့ကြည့်ရှုအားပေးခဲ့သောသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင် ကျမကတော့မြန်မိုးထပ်ပါ